ဗဟိုဘက်မှ CMB ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများနဲ့73စီတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ9သိန်းကျော်73စီတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ10သိန်းကျော်ကိုစက်တင်ဘာလ25ရက်နေ့ကရောင်းချပေးခဲ့ပါတယ်။ဗဟိုဘက်က CMB ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများနဲ့73စီတင်သွင်းတဲ့ကုမ္ပဏီများတို့ဒေါ်လာ1.25သန်းကျော် CMB ကုမ္ပဏီများအတွက်ဒေါ်လာ1400ကျော်ကိုစက်တင်ဘာလ25ရက်ကရောင်းချခဲ့ပါတယ်။ဗဟိုဘက်က CMB ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများနဲ့စက် သုံးစီတင်သွင်းတဲ့ကုမ္ပဏီများသို့ဒေါ်လာ1.3တန်းကျော်စက်သုံးစီကုမ္ပဏီများသို့ဒေါ်လာ3သိန်းခွဲကျော် CME ကုမ္ပဏီနဲ့ NAN Trade Payment များအတွက်ဒေါ်လာ2သိန်းကျော်ကိုစက်တင်ဘာလ17ရက်နေ့မှာရောင်းချခဲ့ပါတယ်။ဗဟိုဘဏ်က CME ကုမ္ပဏီများထံမှဝယ်ယူထားတဲ့နိုင်ငံခြားငွေများနဲ့စက်သုံးစီတင်သွင်းတဲ့ကုမ္ပဏီများသို့ဒေါ်လာ3တန်းကျော်စာသုံးစီကုမ္ပဏီများသို့ဒေါ်လာ3သိန်းခွဲ NAN Trade Payment များအတွက်ဒေါ်လာ1000ကျော်ကိုစက်တင်ဘာလ9ရက်ကရောင်းချခဲ့ပါသည်။ ၎င်းသည် SA Trading မှာစားသုံးကုန်စည်စားလုပ်ရေးပစ္စည်းအလူမီနီယံတရိတ်ဆန်စာကြုံထွန်ဆက်ပေါင်းသက်စီဓာတ်ပြေဩစာစက်မှုကုန်ချံဈေးဝါနဲ့ဈေးဝါကုန်ချံကားဆိုင်ကယ်ပိုပစ္စည်းပါကင်ထုတ်ပို့မှုပစ္စည်းများပုံနှိပ်ပစ္စည်းနှင့်စာရေးကိရိယာများစက်တွေလုပ်ငန်းသုံးပစ္စည်းများစိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများတည်သွင်းတဲ့အင်ပေါ်တာများမှနိုင်ငံခြားငွေဝယ်ယူရရှိခဲ့ပါသည်